ကဲမင်္ဂလာပါကိုမိုင်ကယ်ပျော်နှီးဆိုရင်တော့ကြော်မတော်ပါနဲ့ဘောမတွေပျော်နှီးဆိုရင်တော့ခွက်ခေါက်ပါပါနော်လာမဲ့အဲခဏလေးကျွန်တော်မပြောခင်ညီလေးပုံမိုင်ကယ်ကိုအရင်ပြောခိုင်းမယ်နော်ပုံမိုင်ကယ်အရင်ပြောလိုက်မယ်ဘာပြောလဲကြည့်ပါဦးအားလုံးပဲမင်္ဂလာပါခင်ဗျာဟုတ်ကျွန်တော်ကတော့မြန်ဆက်ပလတ်တိုက်က MB တက်ဖွဲ့ရကောင်းသောပုံမိုင်ကယ်ပါအဲအခုတော့ကျွန်တော်အဲဒေါ်လာမီဘာပြည်သူတွေပြောချင်တာကတော့ကျွန်တော်တို့ဘောနော်အဲဒီလာမဲ့ဘောနော်ဒီ၁၀ရာပိုင်း၂၆ရာနေဘောနော်ဒရင်းဂရင်းနေအဲ ညပေါ့เนาะည8နာရီ10နာရီလောက်မှာကျွန်တော်တို့ပေါ့เนาะဒီအဲအလုံးမဲ့ TV လာဖြစ်တယ်ပေါ့เนาะဒီထပ်ဖို့ပေါ့เนาะအဲဒီဒေါ်လိုင်းထပ်ဖို့ဖြစ်တယ်ဒီကျွန်တော်တို့ကိုစီနဲ့ပေါ့เนาะကိုကြီးကိုစီနဲ့ကျွန်တော်တို့အဲ live မှာတွေ့ဆုံမှာဖြစ်ပါတယ်ဒီအခက်ခဲတွေနဲ့ပေါ့เนาะဒီအခြားသောပေါ့เนาะလိုအပ်ချက်တွေအားလုံးကိုအဲပြောပြသွားမှာဖြစ်ပါတယ် အဲ့တော့ကြောင့်မလို့ဒလမီဖာပြည်သူတွေအနေနဲ့အဲ့ဒီက live မှာတိုက်ရိုက်ကူညီထောက်ပံ့လို့ရတယ်ဆိုတော့ကြောင့်ပြောပြချင်တာဖြစ်ပါတယ်ခင်ဗျာဟုတ်လက်ရှိအဲကြားမဲတွေအနေနဲ့စစ်မှတ်တဲ့ဘက်ကကိုကမှရေဆိုင်တိုက်ခိုက်နေပါတယ်အဲလိုအပ်ချက်တွေကိုလည်းအကောင်းဆုံးဖြစ်နေနိုင်ဖို့ဒလမီဖာပြည်သူတွေကိုတောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးပါဗျာကဲညီလေးမိုက်ခဲပြောရတာတော့ကြားမှတ်ထင်ပါတယ်ကျွန်တော် live ပေါ်မှာအလိုမခံတာအလုံးပြပါ Messenger အတွက်တူလွှဲလာတဲ့ငွေကိုပဲကျွန်တော်လက်ခံတာပါဒါပေမဲ့ကိုတက်ကြီးတို့တခါ အဲပြီးလို့ရှိရင်အဲဆေးဝါးကိုတစ်ခါအဲဆေးဝါးကနှစ်ခါကြာလားမသိတစ်ခါလားနှစ်ခါလားမသိမေ့ွားပြီเนาะကျွန်တော်တို့လိုက်လွင့်ပြီးတော့တတ်မှတ်ထားတဲ့အချိန်အတွင်းကိုကျွန်တော်တို့ထောက်မှတ်ငွေလက်ခံခဲ့တဲ့ဟာလုတ်ခဲ့တယ်ကျွန်တော်နှစ်နာရီတတ်မှတ်ခဲ့တယ်အဲဆေးဝါးလုံးကနှစ်သိန်းကျော်ွားလားမသိကိုတက်ကြီးတုံးကလည်းသိန်းကျော်တာပဲကျွန်တော်တို့เนาะအဲတော့အဲကိုမိုင်ကယ်လည်းရှိခဲ့တာပေါ့เนาะမိုင်ကယ်ကျွန်တော်နှစ်ယောက်အတူတူလုတ်ခဲ့တာအခု လာမယ့်26ရက်နေ့တနင်္ဂနွေည7:00နာရီကနေ10:00နာရီအတွင်းမှာဘုံမိုက်ခဲနဲ့ကျွန်တော်နဲ့ TikTok account live လွှင့်ပြီးတော့2နာရီတိတိ live လွှင့်ပေးပါမယ်။အဲ့ဒီ2နာရီအတွင်းမှာမေးချင်တာတွေလာမေးလို့ရတယ်ဘုံမိုက်ခဲတို့နဲ့ပတ်သက်လို့အဓိကကတော့မြင်းချံမှာတီရာယူမော်ဘလုံမျိုးပေါ်ရှိုးတွေပြလဲဆိုတာကိုလည်းအိညာကြရင်ညီလေးမိုက်ခဲကပြောပြပါလိမ့်မယ်နော်အဲ့တော့မြင်းချံနယ်မှာဒီအာနာရှင်ခိုင်းဘက်စစ်ခွေးတွေကို ်ပြည်သူ့ဘက်ကနေဘလို့ရင်ဆိုင်နေရတယ်ဘာတွေအခက်အခဲတွေရှိတယ်နော်ရင်ဆိုင်မှုတွေဘလို့ရှိတယ်တီနာယူမွန်တို့ဒီပြူခွေးတွေကလိုင်းပေါ်မှာနာမည်ရဖို့အတွက်ဘယ်နေရာတွေမှာဘလို့လာပြီးတော့ဟမ်ပေါ်ရှိုးတွေတပ်ပုံရိုက်ပြီးတော့လောက်တာလဲအိမ်ညကြရင်ညီလေးမိုက်ခဲကတိကျတဲ့မိဘပြည်သူတွေကိုပြောပြမှာဖြစ်ပါတယ်ကျွန်တော်တို့ live အချိန်က2နာရီတက်မှတ်ပါတယ်7နာရီကနေ10နာရီအထိပါအဲ့ဒီ2နာရီအတွင်းမှာ ထောက်ပံ့တဲ့ငွေအားလုံးကို မြင့်ကျန်ဘလက်တိုက်ကားကို တကြက်တပြားကစမရော့เสียရပဲနဲ့တောင်းလျှောက်သွားမှာဖြစ်ပါလေအဲ့ဒီကျွန်တော်ပြောခြင်းတယ်အဲ့ဒီနှစ်နာရီအတွင်းကိုပဲကျွန်တော်တို့အဲ့ဒီအချိန်မှာချပေးတဲ့ဘန်ကိုထည့်ပါနော်အခြားအချိန်ကြော်ွားတာနဲ့လုံးဝကျွန်တော်တို့တောင်းဝင်မြူပါဘူးအဲ့ဒီကျွန်တော်တို့အညကြရင် live နှစ်နာရီစတယ်ဆိုတော့လေကူညီထောက်ပံ့ပေးရမယ်ဘန်ချပေးပါမယ်အဲ့ဒီဘန်ကိုအဲဝင်းနေမက ဒီကြံပရတိုက်ကအဖွဲ့ကနိုင်ကပြောထားတာတော့အဲကျွန်တော်တို့ဒေါ်လာပါလွှဲလို့ရအောင်ဒေါ်လာလက်ခံလို့ရတဲ့အကောက်ပါချပေးမယ်လို့ပြောတယ်အဲ့တော့ဘလို့ပဲချက်ချက်ကျွန်တော်တို့ဒီကြိုတင်ပြီးပြောထားတာကအဲ့ဒီညနှစ်နာရီအတွင်းမှာချပေးတဲ့ဘန်တွေကိုအဲ့ဒီနှစ်နာရီအတွင်းမှာပဲလွှဲတာတွေလုပ်ပါကြော်ဝါတို့ကုညီခြင်းနဲ့ထောက်ပံ့ခြင်းနဲ့ဆိုမြင်းကြံပရတိုက်ကကုညီခြင်းမြင်းကြံပရတိုက်ကအဖွဲ့ကိုဒါလိုက်တွားပါနော်ဒါတခါလဲကြိုတင်ပြီးပြောထားတာပါ ဲ့တော့ဘာဖြစ်လို့ကျွန်တော်ဒါအောင်လုပ်ပေးတာဆိုတော့နံပါတ်1ကျွန်တော်တို့တိုင်းပြည်တော်လှန်ရေးမှာပါဝင်နေတဲ့စစ်ကောင်းဆောင်တွေပေါ့သူတို့ဖြစ်ဒီလက်နက်ကင်တွေထဲမှာဥဆောင်တဲ့ဘိုင်းမှာပါဝင်နေတဲ့လူတွေထဲမှာမြစ်ကြံပရတ်နိုင်ကားဖွဲ့ဘုံမိုက်ခဲတို့အဲဆေးဝါတို့နော်ပြီးလို့ရှိရင်အဲဟိုနေ့တို့ရေဘလူးတို့ဒါတွေအကုန်လုံးဟာကျွန်တော်ထက်ငယ်ပါတယ်ဒီလူတွေကိုကျွန်တော်ကျွန်တော်ထက်ငယ်တယ်ဆိုပေမဲ့ကျွန်တော်ထက်ပိုပြီးတော့တို့တန်ဖိုးထားပြီးလေးစားတယ်ဘာဖြစ်လို့လဲတို့အတက်ရွယ် လူငယ်တွေနိုင်ငံရေးဆိုတာဘာမှမသိရှင်းတော့မိသားစုအရင်တော့ဘာမှမသိပဲနဲ့နေနေတဲ့လူငယ်တွေအများကြီးရှိတယ်ဒီလူငယ်တွေဟာတိုင်းပြည်အတွက်တို့ရဲ့ခန္ဓာတို့ရဲ့အတက်ကိုပေးပြီးတော့ဒီတိုင်းပြည်အာဏာရှင်လက်အောက်ကလုံမြောက်ဖို့တို့ကိုလုံနေတာအဲ့လိုလုံနေတဲ့အချိန်မှာပြည်သူဖြစ်တဲ့ကျွန်တော်တို့ကသူတို့အတက်တောင်မငဲ့ကွက်ပဲနဲ့ရှင်းမှတိုက်ဖို့အတွက်ကြီးဘိုးလေးတောင်ပြည့်အောင်မထောက်ပတ်နိုင်ဘူးဆိုရင်ကျွန်တော်တို့ပြည်သူဟာတောင်းဝင်မကြည့်သလိုခံစားရတယ် နော်ကိုယ့်ထက်ငယ်တဲ့ကလေးတွေတော့ဒီလိုလုံနိုင်နေတယ်ငါတို့ကပြည်သူအနေနဲ့ဘာဖြစ်လို့မထောက်ပံ့နိုင်ရမလဲနောက်တစ်ချက်ရှိတာကကျွန်တော်တို့လက်နက်ကင်တပ်ဖွဲ့တွေရှိပါတယ်အဲ့လိုလက်နက်ကင်တပ်ဖွဲ့ရှိအောင်ရေဘလူးဆိုရင်ရေဘလူးအခြေစဒေတာမှာပြည်သူတွေတခုခုစစ်ဘေးရှောင်လာတဲ့အဲ့သူတို့ရှိတဲ့တိုင်ရင်ရှိတဲ့ဂျိတ်ကန်နဲ့မျှကျွေးရအဲ့တော့ဒီတနင်္လာနေ့တိုင်းဘက်မှာတအားကြီးဟိုအခြေအနေဆိုးတဲ့နေရာတွေရှိသလိုမဆိုးတဲ့ဘက်တွေရှိတယ်ဒီလိုပဲဟိုဘက်အဒီနော်မြင်းချံပလတ်တိုက်ကားလို့ဒီမြင်းချံဘက်တွေဆိုလဲဒီလိုပဲနော်ဒါကတော့နေရာတိုင်းမှာ ကိုလက်နက်ကိုင်အဖွဲ့တပ်ဝင်းကျင်မှာစစ်တောင်းဒီစစ်တပ်ကစစ်တောင်းထိုးပြီးလက်နက်ကြီးနဲ့ပြစ်လို့ဘုံနဲ့ကျဲလို့ပြည်သူတွေဟာအတက်လူပြီးပြေးရတယ်စားနေရမရှိဘူးနေနေရမရှိဘူးဆိုရင်အနည်းဆက်ဆုံးတော်လှန်ရေးအဖွဲ့ပဲနေရာချပေးရတာပါနော်နေရာချပေးရတာကျွေးစရာရှိတဲ့သူတို့ရဲ့ရိတ်ခါတွေကဖဲ့ကျွေးပေးရတာပါအဲ့တော့တခါတိုင်းကျွန်တော်တို့ကတိုင်းရင်တပ်ဖွဲ့ကိုရိတ်ခါတွေကူညီထောက်ပံ့နေဆိုတဲ့အရာမှလည်းဒါဟာတိုင်းရင်တပ်ဖွဲ့ဒီပေါ့အခုဒီတနင်္လာရီတိုင်းကတနင်္လာရီတိုင်းကဒီယူဟာ ယူဟာမူးဖြစ်တဲ့ကိုစောသားကိုတိမှတ်ပါသူတို့ဆိုလေဒီသတင်းနိုင်တိုင်းမှာရှိတဲ့စစ်ဘေးရှောင်တွေကိုတစ်ဖက်လှည့်ပြီးတော့ကြည့်ရတာပဲအဲ့လိုပါဒါကြောင့်မလို့ကျွန်တော်တို့ဆိုတာတောက်ချောင်းဒိတ်ခါတွေချပေးနေကြပါအဲ့လိုချပေးတဲ့နေရာမှာတိုင်ရင်တပ်ဖွဲ့အတွက်တုံးဆွဲသလိုဘုနစ်ကပြောသလိုပြည်သူတွေကိုထောက်ပံ့တဲ့အရာလည်းရှိတယ်ဘာဖြစ်လို့လဲအားလုံးကြည့်တဲ့အချိန်လက်ရှိစစ်တပ်ကပြည်သူတွေကိုအကြောက်တရားတွေကိန်းဝေဝအောင်လုပ်နေတာ ဒါအာနာရှင်အဆက်ဆက်လှုပ်လာတဲ့နီးစနစ်ပါ။ဘာအဲ့ဒါဘာလဲဆိုပြည်သူတွေကိုတတ်ပြတာတယ်၊ဖြတ်ပြလိုက်တယ်၊ပြစ်ပြလိုက်တယ်၊ဖမ်းပြလိုက်တယ်၊ရိုက်တက်ပြလိုက်တယ်၊ထူးပြလိုက်တယ်၊မျိုးစုံလုပ်ပြတာ။အဲ့တော့ဘာလဲ?တော်မလုံးနဲ့စစ်တပ်ကိုတော်မလုံးနဲ့မဟုတ်တာအောင်ကလုံနေတာကြီးကိုတော်မလုံးနဲ့ဆိုတဲ့အကြောက်တရားတစ်ခုနဲ့ကျွန်တော်တို့ကအရှုံးပေးလိုက်ကမှာလား။အဲ့လိုအရှုံးပေးလာခဲ့လို့နှစ်ပေါင်း60လောက်ကျွန်တော်တို့ပြည်တွင်းစစ်ကမငြိမ်းချမ်းခဲ့တာ။အဲ့ဒီနှစ်ပေါင်း60အစနေဝင်းအာနာစသိန်းကျဲကတာ။ မြန်မာပြည်သူတွေဟာနေဝင်းအာဏာသိမ်းတဲ့ကောင်ကိုပြက်ပြက်သားသားဆန့်ကျင်ပြီးတော့ဒီမိုကရေစီကိုမပြောက်ပြက်အောင်ထိမ့်သိမ်းခဲ့မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ကဒီနေ့အချိန်မှာအာရှကြားဖြစ်နေပြီနော်အမေရိကန်တို့နိုင်ငံမျိုးနဲ့ level power တိုင်းရောက်တဲ့တိုင်းပြည်တစ်ခုဖြစ်နေပြီမြန်မာတွေအဲ့လောက်မညံ့ဘူးဒါပေမဲ့နေဝင်းအာဏာသိမ်းလိုက်ကနေလက်ဆင့်ကမ်းပြီးစစ်ကောင်းဆောင်တွေတိုင်းပြည်ကိုလှုပ်ချနေလှုပ်ခဲ့တာအခုတိုင်းပြည်ကဘယ်ရောက်ကမ္ဘာမှာတရောင်းသားတိုင်းပြည်ဖြစ်နေပြီအဲ့တော့ဒါကြီးကိုထပ်ပြီးတော့အကြောက်တရားကြောင့်ကျွန်တော်တို့က ဒီကောင်တွေအောက်မှာလက်စင်းပေးရမယ်ဆိုရင်ကျွန်တော်တို့အကြံပေးခဲ့တဲ့သားတွေနီးတွေလက်ထက်တိကျွန်တော်တို့ကဒီစစ်ကြုံဘွားကလွတ်မှာမဟုတ်ဘူးတေးကြတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီနေ့ခေတ်စခဲ့ပြီးွားပြီးကျွန်တော်တို့စခဲ့ပြီးနော်ဒီပြဿနာအစအကျွန်တော်တို့ကစတင်ဖန်တီးခဲ့တာမဟုတ်ဘူးနော်ဒီစစ်တပ်အာဏာသိမ်းလို့ဒီပြဿနာစခဲ့ပြီးွားပြီးကျွန်တော်တို့လက်တုံးချောင်းထောင်ပြီးလူလိုနားပလဲလားမလို့မလုံပါနဲ့တိုင်းပြည်အာဏာကိုပြန်ပေးပါမင်းတို့အာဏာသိမ်းတာကိုပြည်သူလက်မခံပါဘူး နော်တိုင်းပြည်ဟာအာဏာသိမ်းလိုက်ပြက်သွားမယ်လူလိုနားလည်မလားလို့ပြောခဲ့ပြီးဝယ်ပြီးလက်တုံးချောင်းထောင်ပြီးတော့ဟမ်အဲ့လိုကောင်းကောင်းမွန်မွန်လူလိုပြောတဲ့လူကိုဘာလို့ပြစ်လဲခစ်ကိုပြောင်းခြင်းခေါင်းကိုပြေးတဲ့သင်ရဲကောင်တွေထွက်ခဲတဲ့ဘာလို့တက်ပြစ်တဲ့ခေါင်းအကုန်လုံးဟမ်ရက်ွက်ထဲလုံကြုံရင်းစောင့်နေတဲ့ဦးလေးတွေကိုတက်ပြစ်ဟမ်နောက်ဆုံးနှုတ်ဆရာမရှိတော့ကျမ်းမာရင်ပြည်သူကိုကျမ်းမာရင်စောက်ရှောက်နေတဲ့စေတနာဝန်ထမ်းကြက်ချင်ဒီတို့တနက်တွေနဲ့ခေါင်းရိုက်ခေါ်ရင်မျိုးစုံလောက်တာဟမ်ကြည့် အဲ့လိုလုပ်ပြီးတော့ဘာလို့ရဲရဲဆက်ဆက်ပြစ်တတ်တာဒါကိုမခံနိုင်တဲ့ပြည်သူကကိုနေ့ကပြောသလိုအကြောက်တရားမှာနော်အမှန်တရားတွေတတ်တိရဲတဲ့လူကလက်နက်ကင်ပြီးတော့ထတော်လှန်လို့ဒီနေ့လက်နက်ကင်လမ်းစဉ်တော်လှန်တဲ့ပေါ်ကိုရောက်လာတာနော်အကြောက်တရားရှိတဲ့လူကအခါတိုင်းအမှန်နဲ့ကြောက်သွားတယ်အဲ့ဒီကနေတစ်ဆင့်အမျိုးမျိုးပြည်သူကိုအကြောက်တရားတွေရိုက်သွင်းပြီးလှုပ်ရလာတာကြောက်တဲ့လူတွေတဖြည်းဖြည်းယော့ကျယော့ကျယော့ကျလာရင်ဘာဖြစ်လဲနောက်ဆုံးဒီနေ့ချိန်ထိတော်လှန်ရင်မှကြံပစ်ခဲ့တဲ့လူတွေဟာအမှားကံပဲ ါကြောင့်မလို့ကျွန်တော်ပြောတာအစည်းစည်းအချင်းချင်းတွဲစည်းပါစည်းလုံးပါတူမားတယ်ငါမှန်တယ်သူသားတယ်ငါနာတယ်ဆိုတဲ့အရာတွေကိုဒီကာလမှာခဏလေးထားပေးပါတခွန်းအားပေးဖို့ပြောတာမဟုတ်ဘူးနော်ဒီကာလမှာကျွန်တော်တို့ကဦးစားပေးအလို့ဆိုတာရှိရတယ်လူတယောက်မှာဦးစားပေးအလို့ဆိုတာလူတိုင်းရှိတယ်ဘယ်ဟာကိုဦးစားပေးမှလဲအရေးငါငါဘဝအတွက်ဘယ်အရာဒီအရေးကြီးတယ်ဘယ်အလို့ကိုဦးစားပေးရမှာဒါလူတိုင်းတင့်တယ်အဲ့တော့ကျွန်တော်တို့ online ဘက်မှာရှိနေတဲ့လူတွေအားလုံးကလည်းတင့်တယ် နော်ဒါကြောင့်မလို့ဒီအချိန်မှာဘုံရန်သူကိုတိုက်နေတဲ့လူတွေကိုဝင်းရမ်းမယ်ဘုံရန်သူကိုတိုက်နေတဲ့လူတွေကိုကျွန်တော်တို့ကာကွယ်ပေးရမယ်ဒါဟာတော်လှန်ဘက်အချမ်းမှာစိတ်ဓာတ်ခိုင်မာတဲ့လူတိုင်းမပြစ်မနေလုံရမယ်အလို့အဲ့ဒီစိတ်တစ်ခုနဲ့ပဲကျွန်တော်တော်နိုင်ထဲမှာပါဝင်တာအခုညီလေးပုံမိုက်ခဲအတွက်နော်လာမယ့်တနင်္ဂနွေည၈နာရီမှာ၂နာရီတိတိကျွန်တော်တို့လိုက်လွှင့်ပြီးတော့ပြောပေးမယ်အဲ့ဒီ၂နာရီအတွင်းမှာကိုကြီးထောက်ပတ်မဲ့ငွေအားလုံးကိုတကြက်တပြားမကြံပုံမိုက်ခဲတို့အဖွဲ့ကိုစီစဉ်ပေးမယ် เนาะပြီးရင်ကျွန်တော်ကြီးညမယ်လိုက်လွင့်တဲ့အချိန်မှာလဲကျွန်တော်စည်ရင်စစ်ကင်ကဒီအဝင်ကိုကင်ထားမယ်လူပြောက်ကိုကျွန်တော်တခါလဲမှန်ထားတယ်ထောက်လျှောက်ပြောပေးရမယ်သူကဘလောက်ရလာပြီဘလောက်ရလာပြီဘလောက်ရလာပြီနော်အဲ့တော့အဲ့ဒီငွေကိုလည်းကျွန်တော်ကင်မှာမဟုတ်ကျွန်တော်လက်ထံငွေတပြားရောက်လာမဟုတ်ဒါပေမဲ့ဟိုဘက်ရက်ကပြောသလိုပေါ့ဂုံယူစွာနဲ့ဘာလို့မှလဲခွက်ခေါက်မှာနော်ဂုံယူစွာနဲ့ခွက်ခေါက်မှာတိရအဲ့တော့ကျွန်တော်လဲဒီညမှာကျွန်တော်လဲအခုဆိုကျွန်တော်ပေါက်ကက်ပြောထားတဲ့အဲ့ဒီ ထလုံးရှိရစားပို့တွေဝင်ကြည့်နေအာကျွန်တော်ကိုဆဲရကျနာအာဆဲကြတကောက်ဝင်ကြည့်အတုနှစ်ကောက်ဝင်ကြည့်အတုတချို့တွေကောင်ကြတောင်းလုံးအဲ့ဒါကောက်ပြီမဟုတ်လေကွာမင်းတို့ငါပြောရမလားတော်လှန်ရေးလှုပ်လို့ကိုကျိုးရှာလို့ရတယ်ခွက်ခေါက်လို့ကိုကျိုးရှာလို့ရတယ်စကားပြောမနေနဲ့ကိုစည်းရှင်လာခဲ့ကိုစည်းနေရာကိုဖယ်ပေးမယ်ကြိုက်တဲ့လူလာဝင်လို့အဲ့ထက်ပြောတာရှင်းနေပြီနော်ဒီတိုင်းတော့ဖယ်ပေးမှာမဟုတ်ဘေးကနေအာတပည့်ခံပြီးတော့ဆေးပေးမိ यूं ခြေစုပ်လက်နဲ့ပြုတ်ပေးဦးမယ် အလကားပြောတာမဟုတ်အတီပြောတာနော်ငါယောက်ျားတယောက်မင်းတို့ဘောမတွေကအကောင်ပြောတာပါဇက်ကပြောမနေနဲ့ကိုချိုးရှာလို့ရလာခဲ့လိုက်မလာကြည့်ဘူးလားမင်းတို့ပြောသလိုဗားလဲအဲဟို0မိုင်ကားတွေ0မိုင်ကားတွေအဲကားတွေတော့ဝယ်စည်းနိုင်တယ်ဟုတ်လားပါကင်ဘိန်းတော့မလိုက်ကြသေးတဲ့ကားတော့ဝယ်စည်းနိုင်တယ်ဆိုတော့မလာကြည့်ဘူးလားလာခဲ့ပါနော်အဲ့တော့လောလောဆယ်လာမဲ့တနင်္ဂနွေနေ့ည26ရက်နေ့ညကြရင်တော့ဘောမတွေအတွက်နော် ယူတုံးမရအခန်းလေးတစ်ခန်းကျွန်တော်နှစ်နာရီရိုက်ပါမယ်အဲ့ညကျရင်လာရောက်အားပေးနိုင်တဲ့ဘောမှတွေအားပေးလို့ရပါတယ်ဒါပေမဲ့တခုတော့ရှိတယ်ကြိုးကြောင်ကောင်းတွေကိုတန်းပြီးခွေးတင်းနှိုင်းပို့ပါမယ်အချက်နဲ့အလက်နဲ့လာပြောပါဗျမ်းမတာဝင်ဆဲလို့ကောင်းတွေကတော့ခွေးတင်းနှိုင်းုံထောက်ချောက်သွားပါမယ်မပူပါနဲ့နော်အဲ့ဒါလေးလာပြောတာအဲ့တော့လာမယ်ဆယ်လာပိုင်း26ရက်နေ့ညတင်းကွန်နေနေ့ည7:00နာရီမှာအတူတူဆုံးမယ်ဘုံမိုက်ခဲရောကျွန်တော်2ရောက်တက်လာမယ်